ဒူးချောင်တာကရုတ်တရက်ဒူးညွန်ပြီးတော့ခွေကြလာတာလည်းဖြစ်နိုင်တယ်လို့ဖြစ်ဖြစ်ချင်းနဲ့ပိုဆိုးလာပြီးတော့ပုံမှန်အတိုင်းလှုပ်ရှားဖို့ခက်လာတာတွေလည်းရှိနိုင်ပါတယ်။ယောဂါတခုခုကြောင့်ဖြစ်နိုင်တယ်လို့ဒူးချောင်တာကြောင့်မတော်တဆချော်လဲပြီးတော့ထိခိုက်မှုတွေရရှိနိုင်ပါတယ်နော်။ဒါကြောင့်ဒီနေ့ဗီဒီယိုလေးထဲမှာတော့ဒူးချောင်နေရတဲ့အကြောင်းရင်းလေးတွေကိုပြပြပေးသွားပါမယ်နော်။ဒူးစစ်ကတခြားအဆစ်တွေနဲ့မတူဘဲနဲ့ရှုပ်ထွေးတဲ့အဆစ်တစ်ခုပါ ရယူတန်းတန်းအယိုးနှစ်ခုဆက်ထားရုံနဲ့မဟုတ်ဘဲနဲ့အယုတ်တွဲတွေနဲ့ရှုပ်ရှက်ခတ်နေအောင်ထိန်းထားတဲ့အစစ်တခုပါဒီတော့ဒီအစစ်တွေအယိုးတွေအယုတ်တွဲတွေမှာတခုခုထိခိုက်မှုဖြစ်ရင်ဒူးချောင်လာတတ်ပါတယ်ဖြစ်နိုင်တဲ့အကြောင်းရင်းအနေနဲ့ကကြတော့ပထမအဆုံးအချက်အနေနဲ့ကအယုတ်တွဲတွေပြဲတာပါဒူးမှာအယုတ်တွဲတွေ၄ခုရှိပါတယ်အရှိရဲ့အနောက်ရဲ့အတွင်းရဲ့အပြင်ဘေးဘက်ရဲ့လို့အလွဲမှတ်ထားနိုင်ပါတယ် ဒီအယူတွဲတွေတစ်စိတ်တစ်ပိုင်းဒါမှမဟုတ်လုံးဝပြဲထွက်သွားတဲ့အခါမျိုးမှာဒူးမခိုင်မဲဖြစ်တတ်ပါတယ်။ဥပမာအရှိကအယူတွဲလုံးဝပြဲသွားမယ်ဆိုရင်တော့ချက်ချင်းဒူးညွန့်ပြီးတော့ခွေကျလာနိုင်တယ်လို့ဘေးဘက်ကအယူတွေပြဲတာကြတော့ချက်ချင်းညွတ်ကျသွားတာမျိုးမဟုတ်ပဲနဲ့လေထွက်သွားတယ်လို့ခန်းစားရပါတယ်။ဒူးအယုတ်ပြဲတဲ့အမျိုးအစားတွေကတော့ဒူးရှိအယုတ်ပြဲတာရုတ်တရက်လှောက်ရှားမှုတွေလုပ်တဲ့အခါဥပမာပေါ့နော် အကစားလုပ်ရင်လည်းရုပ်တရက်ပြင်ထန်တဲ့လှူရှောင်းမှုတွေလုပ်တဲ့အခါမှာအယုတ်ကပြဲတက်ပါတယ်။ခြေတော့ကိုလှည့်ပြီးတော့ကစားရတဲ့နီးတွေမှာဆိုရင်ဖောက်ဆူပြဲပြီးတော့လဲကျသွားတတ်ပါတယ်။ကားမတော်တဆဖြစ်မှုတွေမှာလည်းတွေ့ရတတ်ပါတယ်။ဒါကတော့အမျိုးသမီးတွေမှာပိုပြီးတော့ဖြစ်တတ်ပါတယ်။နောက်ထပ်တစ်ခုကတော့ဒူးအနောက်အယုတ်ပြဲတာပါ။ညိုတကြီးကိုပြင်းပြင်းထန်ထန်ထိခိုက်လို့ရှေ့ကိုဒူးနေကြရတဲ့ဆိုရင်ဖြစ်တတ်ပါတယ်။ကားရှေ့ကမ်းမှာထိုင်နေတော့ကားတိုက်လို့ရှေ့ခြေသလုံးကိုဒက်စပုတ်နဲ့စောင့်မိတဲ့အခါမှာလည်းဖြစ်တတ်ပါတယ်။ တခြားအယုတ်ပြဲတာတွေနဲ့တွဲပြီးတော့တွေ့ရတပါနေရှင်။နောက်တစ်ခုကတော့ဒူးအတွင်းဘက်ကအယုတ်ပြဲတာပါ။ဒူးကိုအပြင်ဘက်ဘေးကနေပေါ့နော်ပြင်းပြင်းထထန်ထိကိုက်မိတဲ့အခါမှာအတွင်းထဲကအယုတ်တွေထိတက်ပါတယ်အယုတ်ပြဲတာနဲ့အတူပေါ့နော်နာတာရောင်တာဒူးကွေးလို့မရတာတွေလည်းဖြစ်တက်ပါတယ်ရှင်နောက်တစ်ခုကတော့ဒူးအပြင်ဘက်ဘေးကအယုတ်တွေပြဲတာပဲဖြစ်ပါတယ်ဒူးအတွင်းဘက်ကနေပြီးတော့ PR တစ်ခုခုနဲ့ပြင်းပြင်းထထန်ထိကိုက်မိရင် ဘောလုံးကန်ရင်နဲ့ဒူးအတွင်းဘက်ကိုထိမိတာမျိုးတွေမှာလည်းဖြစ်တတ်ပါတယ်။အတွင်းဘက်အယွတ်ပြဲသလိုမျိုးလက္ခဏာတွေလည်းတွေ့ရတတ်ပါတယ်ရှင်။နောက်ထပ်တစ်ခုကတော့အယိုးနုအခံပြားပြဲတာပါ။ဒီအယိုးနုအခံပြားတွေကဒူးစစ်အတွက် short absorber တွေလိုပါပဲ။ဒူးစစ်ညင်အောင်ထိန်းထားပေးနိုင်ပါတယ်။ဒူးစစ်ကိုရုတ်တရက်လှဲ့တာလည်ထွက်သွားတာမျိုးတွေဆိုရင်တော့အယိုးနုအပြားလေးတွေကပြဲတတ်ပါတယ်။ချက်ချင်းဆိုသလိုဒူးစင်နာတာတောက်တာတွေခံစားရပြီးတော့ လှုပ်တာနဲ့ဒူးစိကနေအတန်ထွက်လာနိုင်ပါတယ်။အယိုးနုခံပြပြဲတာကဒူးစိအရှိအယုတ်ပြဲတာနဲ့လည်းတွဲဖြစ်တတ်ပါတယ်ရှင်။အသက်40နဲ့အထက်တွေမှာလည်းအယိုးနုတွေပါလာတာကြောင့်အကြောင်းရင်းမရှိဘဲနဲ့ဒူးချောင်တတ်ပါတယ်။နောက်ထပ်တစ်ခုကတော့ဂုံညင်းရိုးချောင်တာပါ။ဂုံညင်းရိုးကိုဒူးစိမှာညင်းနေအောင်အယုတ်တွေအယုတ်တွဲတွေနဲ့ထိန်းထားတာပါ။ ပုံမှန်ဆိုရင်တော့အလှောက်ရှားမှုလောက်တိုင်းမှာဂုံညင်းရိုးကအလိုက်တင်လေးမြောင်းလေးတစ်ခုပေါ်မှာအပေါ်အောက်ရွေ့နေပါတယ်။ဒီလိုဖြစ်အောင်လဲအယုတ်တွေကဝိုင်းထိန်ပေးထားတာပါ။ဂုံညင်းရိုးကိုဓာတ်ရိုက်ထိခိုက်မိမယ်ဆိုရင်ဥပမာပေါ့နော်မတော်တဆမှုတွေအာကစားလုံးနေနဲ့ထိမိတာတွေကြောင့်အဲ့ဒီမြောင်းလေးကနေပြီးတော့ချောထွက်သွားတတ်ပါတယ်။ဒါကိုဂုံညင်းရိုးချော်ရလို့ခေါ်ပါတယ်။တစ်ခါတလေဒူးကိုအလှဲ့မတော်ရင်လဲဂုံညင်းရိုးပြုတ်ထွက်သွားပြီးတော့ဒူးချောင်တတ်ပါတယ်။နောက်တစ်ခုကတော့ Plaque syndrome ပါ။ ပလိုက်ကဆင်လုံးဆိုတာကဒူးစစ်ထဲမှာရှိတဲ့အမြေပါလေးတွေရောင်ရမ်းတာပါရုတ်တရက်ဒူးကိုကိုေးလိုက်တာညွှန်းလိုက်တာတွေမှာဖြစ်တတ်ပါတယ်ဒါမှမဟုတ်ဒူးစစ်ကိုအတုံးများတဲ့သူတွေမှာလည်းဖြစ်တတ်ပါတယ်လက္ခဏာကအယိုးနုပြဲတာနဲ့တော်တော်တူပါတယ်ဒူးမခိုင်ဘဲနဲ့လဲကြမလို့လည်းခန်းစားချက်တွေရတတ်ပါတယ်ရှင်နောက်တစ်ခုကတော့အစ်စ်ရောင်တာပါအထူးသဖြင့်တော့ဒီအသက်ကြီးလာလို့ပေါ့နော်ဒူးစစ်ပုန်းပြီးတော့ရောင်တဲ့အခါမှာအယိုးနုတွေစားပြီးတော့ပါလာပါတယ်ဒီတော့ဒူးကမခိုင်တော့ပါဘူးနော် ောက်တစ်ခုကတော့အာယုံရောထိကြိုက်တာပါအခုတစ်ပြတော့ဒီပေါင်ကားပေါ့နော်အာယုံရောထိကြိုက်တဲ့အခါမှာဒူးမခိုင်တာဒူးညွန့်တော့မလို့ခံစားရတတ်ပါတယ်ဆီယိုရောကရှိတဲ့သူတွေအရက်ကိုအနှစ်အကြိမ်တောက်တဲ့သူတွေမာတီဘက်စလာရိုးစစ်ရှိတဲ့သူတွေမှာတွေ့ရတတ်ပါတယ်ဒူးမခိုင်တာအပြင်ဒူးမှာထုံနာကျင်တာတွေပါခံစားရတတ်ပါတယ်ရှင်ဒါဆိုလို့ရှိရင်ဘသူတွေမှာဒူးချောင်တက်တယ်လဲပေါ့နော်အသက်ကြီးလာလို့အစ်စ်တွေမကောင်းတော့ဘဲနဲ့ရောင်ရမ်းနေတဲ့သူတွေ လေးပန်းနာလိုမျိုးအစစ်အောင်ယောဂရှိတဲ့သူတွေအရင်ကဒူးစစ်အစားထိုးမှုတဲ့သူတွေအကစားလုံးနေရင်းနဲ့ဒူးစစ်ထိခိုက်မှုတဲ့သူတွေတွန်းတွန်းတိုက်တိုက်ဒါမှမဟုတ်ဒူးစစ်ကိုအသုံးပြုရတဲ့အကစားလုပ်တဲ့သူတွေဒူးချောင်တာဖြစ်လိုက်ပျောက်လိုက်နဲ့တိချာမကုသသူတွေအရင်ကဒူးရွပြဲမှုတဲ့သူတွေဒီလိုလူတွေမှဖြစ်တတ်ပါတယ်နော်ဒါဆိုဒူးချောင်တဲ့အခါမှာဘယ်လိုလက္ခဏာတွေခံစားရနိုင်လဲပေါ့နော်ဒူးချောင်တာတက်တက်ခံစားရနိုင်တယ်လို့အခုပြပြပေးမယ့်လက္ခဏာတွေနဲ့လည်းတွဲပြီးတော့တွေ့ရနိုင်ပါတယ် လှုပ်ရှားတဲ့အခါမှာဒူးစစ်ကအတန်ထွက်တာဒူးခိုင်ကလေးခံစားရတာဒူးစစ်မှာတခုခုညံ့နေတယ်လို့ခံစားရတာလှုပ်ရှားတဲ့အခါမှာအစစ်အချင်းချင်းပုတ်တိုက်တဲ့ခံစားချက်မျိုးရတာဒူးစစ်နာတာဒူးစစ်ရောင်တာလှုပ်ရှားရခက်တာတွေလည်းတွဲဖြစ်တတ်ပါတယ်ရှင်အခုဆက်ပြီးတော့ဒူးချောင်းနာကကုသလို့ရလားဆိုတော့ပြပြပေးခြင်းပါတယ်ဖြစ်ဖြစ်အကြောင်းရင်းပေါ်မူတည်ပြီးတော့တင့်တော်တဲ့ကုသနည်းတွေရှိပါတယ်ဖြစ်ဖြစ်ချင်းမှာဆိုရင်တော့နာတာတတအောင်လို့ဒူးစစ်ကိုအနာပေးပါ နားတဲ့နေရာကိုရေခဲဝက်ကပ်ပါကျုံဆန်းနိုင်တဲ့ပတ်တီးစီထားပါဒူးစစ်ကို တွဲလောင်းမထားဘဲနဲ့အနည်းငယ်ညှိထားပါပြီးတော့အကြိုက်ခဲပြောင်စီတွေတောက်ပါဒါပြီးလုပ်ပြီးပြီဆိုရင်တော့တေချာကုသမှုတွေခံယူတင်ပါတယ်ဒူးစစ်ချောင်းနာကနေ့စဉ်လှုပ်ရှားမှုကိုထိခိုက်နိုင်တယ်လို့ဒူးစစ်ချောင်းနာကြောင့်မတော်တဆချော်လဲတာတွေလည်းဆက်ဖြစ်နေပါတယ်ဒါဆိုဒူးချောင်းနာကိုဘယ်လိုကာကွယ်ရမလဲဆိုတာကိုနောက်ဆုံးအနေနဲ့ပြပြပေးခြင်းပါတယ်။အကောင်းဆုံးကတော့ဒူးစစ်ကို ထိခိုက်နိုင်တဲ့အရာတွေကိုရှောင်ကျဉ်တာပါ အကားစားလုပ်တဲ့အခါမှာဒူးကိုမထိကြိုက်အောင်လို့အကာအကွယ်ဝတ်တာကားစီးတဲ့အခါမှာခပတ်တေချာပတ်တာဒူးစစ်တံမာလာအောင်လို့ကြွက်သားလေးကျင်ကဒူးစစ်တံမာလာအောင်လို့ကြွက်သားလေးကျင်ကံတွေလှုပ်တာဒါရီနဲ့ဖြစ်နိုင်ရည်တွေကိုရှော့ချနိုင်ပါတယ်လို့ပြောရင်းနေပဲဗီဒီယိုလေးကိုညီကုန်းထုတ်လိုက်ပါတယ်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်